ဒါကတော့တင်းကိုငလျင်တန်ကနေပြီးတော့ကာကွယ်နိုင်မဲ့အိပ်ယာပဲဖြစ်ပါရင်အကယ်၍များတင်းဟာအထက်မြေအဆောက်အုံတစ်ခုမှနေထိုင်နေဆိုရင်တော့ဖြင့်တင်းရဲ့အိပ်နေတော့မှပဲရုတ်တရက်ငလျင်လှုပ်လာရင်တင်းဘလိုမျိုးဖြည့်ရှင်းမယ်ဘလိုမျိုးအသက်ရှင်ကျန်အောင်နေထိုင်မယ်ဆိုတာကိုတွေးထားပြီးပြီလားတင်းတွေးစရာမလိုအောင်လို့တင်းကိုကိုညီပေးမဲ့ပစ္စည်းလေးတစ်ခုကရှိလို့နေပါရင်ဒီပစ္စည်းလေးကတော့တင်းကိုငလျင်တန်ကနေပြီးတော့အပြေအဝကာကွယ်ပေးနိုင်မယ်ခရင်တစ်ခုပဲဖြစ်ပြီးတော့ဒီခရင်မှဆိုရင်တော့တုံခါမှုကိုအာရုံခံနိုင်တဲ့စင်ဆာရီကိုထည့်သွင်းထားတာပါ စီဇာရီကနေတဆင့်ငလျင်လှုပ်ခတ်ကြောင်းကိုအာယုခံမိတာနဲ့အပေါ်ယံကအလိုလျောက်ကိုနှစ်ချမ်းကွဲသွားမှာဖြစ်ပြီးတော့တင့်ကိုကရင်ထဲကိုထည့်ထားလိုက်မှာဖြစ်ပါရင်ခိုင်မာတဲ့တတ်ထူတွေနဲ့အသေးချာကိုမှတိဆောက်ထားတာဖြစ်တာကြောင့်အပေါပစ္စည်းတွေပြီးကြလာမှကိုစိုးရိမ်စရာမလိုဘဲနဲ့စေအေးလက်အေးနေပြီးတော့ကေဆယ်ယူတွေလာပြီးတော့ကေဆယ်တာကိုစောင့်နေရုံပဲဖြစ်ပါရင်တိခိုက်မှုအနေငယ်ရှိလာရင်လည်းပူစရာမလိုပဲနဲ့ခတဲ့နယ်မှာအရေးပေါ်တုံးဖို့အတွက်စစ်ပစ္စည်း ရေတွေကိုထားရှိပေးထားမှာဖြစ်ပြီးတော့အကယ်၍များတင်ကဘိုက်စာတက်တယ်ဆိုရင်တော့မုတ်တွေကိုပါထည့်ထားလို့ရမှာလည်းဖြစ်ပါဘူး။၎င်းတက်တာရဲမှာလည်းခြေရခန်းစနစ်ကိုထည့်သွင်းထားတာကြောင့်တင်ကတချို့နေရာတွေမှာပိတ်မိနေတယ်ဆိုရင်တော့မှတင်ကိုကယ်ဆယ်ရေးတွေကအလွယ်တကူထောက်လန်းနိုင်မှာလည်းဖြစ်ပါဘူး။ပရိသတ်တို့နေနေကရောဒီဆက်လေးပေါ်မှာဘယ်လိုမျိုးထင်မြင်ချက်တွေများရှိကြပါသလဲနော်။